သူကဦးခောက်ပြီးတော့ပိတ်သွားတာဦးခောက်ပြီးပိတ်သွားပြီးတော့ဘိုက်ကဟိုပူထွက်နေတာနှစ်ဆလောက်ဖြစ်နေပြီဘာမှစားလို့မရတော့ပဲနဲ့အဲ့ဦးသိန်းကြီးကဖောင်းကားပြီးတော့ထွက်လာတာဦးမထန်အောင်ကြီးနေအချိန်မြေးပေါက်ထွက်သွားတယ်မပေါက်ထွက်တာကိုတကယ်ဖျားကြီးစုဒီထွားကြော်တယ်လေအခုဖွင့်ထားတာ တထွားကြော်တယ်လေ16နှစ်သားကလေးကဦးကစလိတ်တောက်တယ်ဒီစလိတ်ကြောင့်ဦးနယံကအားမရှိတော့ဘူးဦးနယံတွေကလည်းထူလာတဲ့သဘောရှိတယ်ပေါ့နော် မဆိုရင်တော့လေဒါဒီစင်ကာပူကဒီမင်္ဂလာပွဲအတွက်ပဲတက်တက်သွားတာပါမင်္ဂလာပွဲသွားပြီးတော့9ရက်နေ့ပြန်မယ်ဆိုပြီးတော့အားလုံးစီစဉ်ထားတာဒါနဲ့၄ရက်နေ့မှာတိတ်နေထိုင်လို့မကောင်းတဲ့ခါကျတော့9ရက်နေ့မှာဘလို့မှနေလေသာစားနေရင်လည်းဘလို့မှတမင်စားလို့လည်းမရစားလို့လည်းမဝင်အဲ့မှာနေထိုင်နေလည်းမရအဲ့လိုမျိုးဖြစ်ပြီးတော့ချက်ချင်း အဲ့ဒါဆေးုံကြောက်သွားတာ6ရက်နေညတနာရီထိုးတော့အဲ့ဒါခွဲရမယ်တဲ့ဆိုတော့အစတော့ပြောတာအင်းနဲ့ဟိုဟာပေါ့နော်ဒီသူတို့ CD scan CD ထွက်လာပြီးတဲ့အချိန်မှာသူတို့ကပြောတာခွဲချင်မှလည်းခွဲရမယ်ကီဟို၃ပေါက်ပဲဖောက်ပြီးတော့သူတို့ရူစာလုပ်ရင်လည်းလုပ်လိုက်ရပါတယ်ပြီးရင်ပြီးရင်လည်းပြီးသွားနိုင်တယ်ပေါ့နော်ဆိုပြီးတော့အဲ့လိုပဲပြောတာဒီလိုအကြီးခွဲရမယ်လို့လည်းမထင်ဘူးပေါ့ ကိုလည်းဘလို့မှနေလို့မမြတာဘာလို့ဆိုတော့ဒီဘိုက်ကဟိုပူထွက်နေတာနှစ်ဆလောက်ဖြစ်နေပြီဟိုဦးခွဲစိတ်ရဦးဘာဖြစ်လို့ခွဲစိတ်ရဦးခောက်သွားတာလေအိုးသူကဦးခောက်ပြီးတော့ပိတ်သွားတာဆူတောင်းနေပေါ့နော်သူကဟိုခရီးယန်ဆိုတဲ့ခက်ကအဲဖျားဖျားလို့တော့ရှိတဲ့အတိုင်းဖျားလက်ထဲကိုအပ်တယ်လိုပဲဆူတောင်းဆူတောင်းနေတဲ့ဘုံကအိတ်ကျော်ပါ လောဘလောဘလောဘတတိလက်သွားတယ်။အဲအော်တော်တော်ကြာကြာနှစ်နိုင်ကလေးကနေခွဲလိုက်တာ6နိုင်မှပြီးရပါတော့။အဲ9နိုင်လိုက်ကြာကြာ။ဖွင့်ထားတာတထွားကြော်ရေလေ။ဆိုတော့ဒါပေမဲ့လောဘအပြည့်ပိတ်ကြီးဆိုပြီးတော့တခါတည်းဟိုတိတ်တွေနဲ့လည်းကတ်ထားသေးတယ် waterproof ဖြစ်အောင်။ပထမတစ်ရက်၊2ရက်၊3ရက်၊လောရမြောက်တဲ့နေမှာသူတို့နှာခေါင်းပိုက်ကနေအရေးဆုပ်ကြည့်တယ်။ဘာမှမထွက်တော့။အော်โอเคတဲ့ဒါဆိုရှင်နေ ရေတောက်လို့ရပြီပေါ့အဲရေလေးနည်းနည်းစတောက်ပေါ့နော်500 ml လောက်တောက်လို့ရပြီပြီးရင် clear clear soup တိုက်မယ်ပေါ့ဆေးရုံကဆေးရုံက clear soup နဲ့တောက်နိုင်တယ်လောက်တောက်ပေါ့ဘာလို့လဲဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့လေဦးကလိုးမှတောက်လို့မရအဲ clear soup အနံ့ကိုကြိုင်အံ့နေတာနောက်ရေကိုလေအဲ့တောက်လို့ရပါပြီပထမ3ရက်လောက်ရေမတောက်ရတဲ့အချိန်မှာလေနှကန်းကြီးကွဲတာပေါ့နော်နှကန်းကြီးဆိုအဲ့လိုအဖက်တွေလဲနေတာ ရေတောက်လို့ရပါပြီလို့ပြောတဲ့အချိန်မှာကျတော့လေတကယ်တောက်အဲ့ဟိုဘယ်လိုခေါ်မလဲတကယ်တောက်လို့ရပါပြီပြောတဲ့အချိန်မှာတောက်လို့မဝင်ဘူးဒီ150 ml လောက်ဆိုတာ150 ml ဆိုတာအမှန်တငုံသာပဲရှိတာဟုတ်ကဲ့အဲ့တငုံသာတောက်ပြီးွားရင်လေဒီရင်ကောင်းကြီးကတောက်အောင်နေတဲ့အာဆိုဆီယမ်ကနောက်နေကြလာကြည့်လာကြည့်ပြီးဆီယမ်ကလည်းဖိတ်ပြီးတော့မကြိုက်ဘူးဆိုဘာဖြစ်လို့ လော့တစ်ဖြစ်နေရပေါ့နော်ဖောင်းဖောင်းနေတော့မယ်ဆိုတော့ခွဲပြီးရတော့မှအဲ့လိုဖောင်းနေတော့အဲ့ဒါနဲ့ဆိုတော့ညဘက်ကျရင်တော့အဲ့အဲ့လိုမရတော့ဘူးထိုင်လိုက်ထားလိုက်ထိုင်လိုက်ထားလိုက်ဆိုတော့အဲ့ဘာဖြစ်ဆိုပူရရအလုံးမလုံးဘူးစီလည်းမသွားဘူးဝမ်းလည်းမသွားဘူးလေလည်းမထွက်ဘူးအဲ့လေလည်းမလဲဘူးအဲ့ဒါစားလို့လည်းမဝင်စားရင်တော့အရေပဲတိုက်တာအရေတိုက်တော့အဲ့အရေ150 ml လောက်ကိုကိုယ်မဝင်ဘူး ဆိုတော့အဲ့အဲ့ရဟိုဥစားပေါ့ physician nurse ပေါ့နော်သူကဆရာဝန်တော့မဟုတ်ဒါပေမဲ့သူကဟိုဆေးကုလို့ရတဲ့ nurse ပေါ့နော်သူတို့စီမှာအဲ့ rank တစ်ခုရှိတယ် physician nurse ကနေပြီးတော့ Mr. Thing are you all right ဆိုငါနေလို့မကောင်းဘူးလို့ဆိုသူကသူကဘိုက်ကိုသူစမ်းကြည့်ပြီးတော့သူကငါနေနှာခေါင်းပိုက်ပြန်ထည့်မယ်လေဆိုနှာခေါင်းပိုက်ထည့်ပြီးတော့သုတ်ဆိုတဲ့အခါကျတော့300လောက်ထွက်လာတယ်ပြီးတော့သူဆက်ဆုံးရေးဆုံးရေးဆိုတော့ 900 800တွေဖြစ်လာတာ900 800 cc တွေဖြစ်လာတဲ့ခါကျသူမျက်လုံးတွေ view လာကြအဲ့ဒါတော့နေတောက်တာမဟုတ်တော့အဲ့တကယ်သုတ်လိုက်တဲ့ခါကျတော့ဘယ်လောက်ထွက်လာလဲဆိုတော့2.5 liter ထွက်လာအများကြီးပဲအစတော့ကသူကခွက်ကလေးနဲ့အဲ့ဒီစုပ်ခွက်ကလေးနဲ့ထည့်နောက်ပိုင်းကျတော့ဘာဖြစ်လဲဆိုတော့မျက်နှာတက်တဲ့ဇလုံကြီးနဲ့ခံထားရတယ်အဲ့ဥမျိုးသမီးအဲ့မန်းစစ်စင်ကဇလုံကြီးကကင်ထားပေးရတယ်အဲ့ဇလုံအဲ့ဇလုံပြေးသွားတယ် ဆိုခွဲပြီးရအောင်မှအဲ့လိုမျိုးအေးအဲ့ဒါပြန်ပြန်ပိတ်တာလေခုခောက်ပြီးပိတ်သွားပြီးတော့ဘာမှစားလို့မရဘူးဘာမှစားလို့မရတော့ပဲနဲ့အဲ့ဒီဦးသိန်းကြီးကဖောင်ကားပြီးတော့ထွက်လာတာဦးမထန်အောင်ကြီးနေအမဦးမကအလုံးလိုက်ဦးသိန်းဆိုတာအခွေအခွေအခွေလေးတွေအဲ့ဒီဦးသိန်းကြီးကဖောင်ကားတယ်ဦးမထန်အောင်ကြီးနေလေအဲ့လိုအချိန်မြွေးပေါက်ထွက်သွားနိုင်တာကြာဘိုက်ကပါပူလာတာပေါ့အေးပေါ့အချိန်မြွေးပေါက်ထွက်သွားတယ်မပေါက်ထွက်တာကိုတကယ်ဖျားကြီးစု ဆိုတော့အဲ့အမှာတို့တို့တွေဥစားတို့တွေကအဲ့လိုမျိုးဖွင့်ဘူးဥစားမဖြစ်တဲ့ကတို့အစအဲ့ကီဟိုလေးနဲ့ဘလုံးမှမပြင်နိုင်တော့ဘူးလေကီဟိုအပေါက်ဖောက်နိုင်မရတော့အလုံးကြီးအတားကြီးနေဆိုတော့ခွဲချပလိုက်တာခွဲချပြီးတော့တခါတည်းအဲ့ရေတွေအကုန်လုံးတို့ထုတ်ထုတ်ပြီးတော့လည်းဘာကြောင့်လဲဆိုတာပေါ့နော်အဲကင်ဆာဖြစ်တာလားအလုံးရှိတာလားအကျိတ်ရှိတာလားဆိုတော့ဥကိုတခါတည်းတို့ကစစ်တာဆိုတော့ဘာမှကင်ဆာစစ်စစ်မရှိဘူး အဲစင်တာမရှိဘူးဟိုအလုံးနေမရှိဘူးကြိတ်တွေမရှိဘူးဒါမဲ့ဘာကြောင့်ပိတ်လဲဆိုတာတော့မသိဘူးပေါ့နော်အဲနဲ့ဆိုရတဲ့အခါကျတော့တို့တို့ထင်တာကတော့ congenital ပေါ့နော်မိုးရပါပေါ့အဲမိုးစားမိုးရပါအဲ့အဲ့ညာကအဲ့လိုပါပြီးတော့အနည်းခောက်ချင်တာပေါ့နော်အဲ့လိုခောက်ချင်နေတဲ့ဥစ္စာမျိုးဆိုတော့အသက်ရွယ်ရောက်မှအဲ့လိုမျိုးအဲ့လိုမျိုးထပြီးတော့ပိတ်သွားတာမျိုးပေါ့နော် ဆိုတာမွေးရပါမဟုတ်လေဒါဖြစ်တတ်တယ်ထင်တယ်တော့ဘုန်းအဲ့လိုတော့မပြောလေသူတို့လည်းဟို cost ရှာရှာတာရှာမတွေ့ဘူးဆိုတော့တကယ်ဖွင့်လိုက်တဲ့အချိန်မှာကျတော့လေခောက်နေတဲ့ဟာပြေသွားပြီ။အဲ့လိုခောက်ရကြီးမဟုတ်တော့ဘဲနဲ့ပြေသွားပြန်ပြီ။ပြေသွားပြန်ဆိုဒါပေမဲ့ခောက်ထားတဲ့အရာအရာရှိနေတယ်ပေါ့ဥမာ။အဲ့ခောက်နေတဲ့အရာတော့ရှိရဆိုတော့အဲ့အားလုံးဒီတိုင်းကြီးကိုဘယ်နှစ်ရက်နေရဆိုတော့16ရက် ကျမ်းမာရေးရတော့နော်တကယ်ဟိုဘယ်လိုခေါ်မလဲငါကျမ်းမာတယ်လို့ဆိုပြီးတော့ဟိုဟိုတတိလက်လွတ်နေလို့မရတာတော့အမှန်ပဲနော်နောက်တစ်ခုကတော့ဘာဖြစ်လဲဆိုတော့ဟိုဥကတခုဟိုစပေါ့နော်ဥက16နှစ်သားကလေးကဥကစလိတ်တောက်တယ်ပြောရမယ်ဆိုတော့ဒီယောဂမဖြစ်ဒီဒီဆေးဟိုမတက်ခင်အထိဟိုဥကစလိတ်တောက်တယ် ဆိုတော့အဲ့ဆရာမကပြောတာရယ်ဒီဆလိတ်တောက်တဲ့ history ကအရန်ကြာပြီပေါ့နော်အရန်ကြာပြီဆိုတဲ့ခါကျတော့ဒီဆလိတ်ကြောင့်ဦးနယံကအားမရှိတော့ဘူးပေါ့စုပ်အားမရှိဘူးပေါ့စုပ်အားမရှိတဲ့အတွက်ကြောင့်ဦးနယံတွေကလည်းထူလာတဲ့သဘောရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့ဆလိတ်တော့ဖြတ်ပါတယ်ဆိုတော့အဲ့နဲ့ဆလိတ်ဖြတ်လိုက်ပြီပေါ့နော်ဦးဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင် ကျမရေဆို exercise အမြဲလုပ်တယ်တပတ်ကအနည်းဆုံးမလုပ်ဘူးဆိုရင်လေ၄ချိန်ဟုတ်ကနေ၅ချိန်လောက်အထိရဟလာဟိုအမြဲ exercise လုပ်တယ်နော် so exercise လုပ်တယ်နောက်ပြီးတော့ဟို၆လတစ်ချိန်ပုံမှန် check up လုပ်တယ်ကိုကိုအရင်ကျမရေလို့ထင်တယ်လေနော်ဒါမဲ့ဘလို့ဒါကြီးကိုတောက်ဆူပြီးတော့ဒီဒီလာပြီးတော့ဥလာခောက်လိုက်တာနဲ့တကယ်လူကလုံးဝပြစ်လဲတော့သွားတာ နော်ဆိုဟိုဒါဟိုဟိုဇာပြောရမယ်ဆိုရှင်ဒီအခုအခုအသက်ကဒါဖះပြန်ပေးတာဥရဲ့မွေးနေ့ကြီးမှာခွဲရတာခွဲရတာ